အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့သူ့ပို့ကိုအသေးပေးတဲ့မိကလေးကိုတော့အမျိုးသမီးကလက်ရရှာတာလို့ရင်ဖွင့်လာတဲ့အမျိုးသားတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေး channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ အားလုံးမင်္ဂလာပါလို့ line မှာကြည့်နေတဲ့ညီကောင်မတော်မလေးအားလုံးမင်္ဂလာပါမင်္ဂလာပါလို့နှုတ်ဆက်ပါရစေကျွန်တော်အမျိုးသမီးအောက်ထဲမှာကျွန်တော်တို့လင်းရအောင်မသိဘဲနဲ့မန်းတဲ့သူတွေပောက်ကက်လေးတဲ့မန်းတဲ့လူတွေလည်းချမ်းမပါသေးချမ်းသာပါသေးမသိဘဲနဲ့သူများကိစ္စကိုမန်းတဲ့ပောက်ကက်လေးတဲ့မန်းတဲ့လူတွေအားလုံးချမ်းမပါသေးချမ်းသာပါသေးလို့ဆုတောင်းပေးပါရစေကျွန်တော်ဒီကျွန်တော်မိမကို၅နှစ်ခွဲကာလပတ်လုံးကျွန်တော်ယူခဲ့တယ်အဲ့ဒီချိန်တွေကကျွန်တော်ယနေ့ချိန်ထိ သူပြောတဲ့စီးနဲ့ကန်းနဲ့ဘောင်ထဲမှာကျွန်တော်နေခဲ့ရတယ်ကျွန်တော် KTV လည်းမသွားပါဘူးမာဆယ်လည်းမသွားပါဘူးအဘီယာလည်းမသွားဘူးအရက်လည်းမသွားဘူးဘာမှဆိုဘာမှမလုပ်ဘူး तू မကြိုက်တာကြောင့်တခုမှမလုပ်ခဲ့ဘူးကျွန်တော်စီးနဲ့ကန်းနဲ့နေပေးခဲ့ရတာပါ तू ပြောတဲ့အတိုင်းကျွန်တော်နေပေးခဲ့ရတာပါနော်မသိဘဲနဲ့ဘူးမသိဘာမသိနဲ့မပြောကြပါနဲ့နော်ကျွန်တော်ပြောပြမယ် तू ကိုချစ်လို့ကျွန်တော်ယူလာခဲ့တာနော်ပေါက်ပန်း၄၀ရှောက်ပြီးမမှန်းနဲ့ကျွန်တော်ကုန်သေးကရှိတယ်နော်အဲ့မှာကျွန်တော်မျိုးသမီးကောက်ထဲမှာမန်းထားတဲ့သူတွေအကုန်သိတယ်နော်ကျွန်တော်မပြောချင်လို့ချိန်နေတာအေးလူတယောက်ရဲ့ကြောင့်သိချင်စုံစမ်းပြီးမှတော့ကျွန်တော်အေးဆေးပဲနေလာတာနော် ငွေကြီးဆိုလဲကျွန်တော်အကုန်လုံး350လုံး350 300လုံး300ကျွန်တော်ပို့ပေးတဲ့ကောင်သူရှာတဲ့ငွေသူပတ်ဆက်သုံးသူရှာတဲ့ငွေကိုကျွန်တော်ထိုင်သုံးတဲ့ကောင်မဟုတ်ဘူးသူရဲ့ထမိန်တော့ကျွန်တော်ခိုစားနေတာမဟုတ်ဘူးနော်ကျွန်တော်ဝင်ဝင်နဲ့ကျွန်တော်သွားနေတဲ့ကောင်ကျွန်တော်ဖွားနဲ့ကျွန်တော်ရက်တည်နေတဲ့ကောင်နော်သူအလုံးလုံးနေတာသူပတ်ဆက်သူပတ်သူသုံးနေတာသူပတ်ဆက်သူဝယ်ပြီးတော့သုံးနေတာသူအလုံးသူလုံးပြီးတော့သူသုံးနေတာနော်ကျွန်တော်ကျွန်တော်ကပုံမှန်ကျွန်တော်ပေးနေကြတာမှကျွန်တော်ပေးတယ်မဟုတ်ကဟုတ်ကကျွန်တော်မလုပ်ဘူးနော်ကျွန်တော်တနေ့ကုန်တနေ့ကဘီဒီယိုကောခေါ်ထားပေးထားတာကျွန်တော်မဟုတ်တာမလုပ်ဘူးနော် ရှင်းရှင်းလေးကျွန်တော်ပြောပြတာကျွန်တော်နည်းနည်းလောက်ဖြောက်သွားတာနဲ့မရင်ငယ်နဲ့မရင်ငယ်နဲ့သွားနေတာလားဆိုတော့အဖြစ်မျိုးပဲကျွန်တော်အဖြစ်ခံရတာအပြောခံရတာဒီသားလဲ line ပေါ်မှာကျွန်တော်အသေးပေးတဲ့သူတွေကျွန်တော် TikTok မှာအသေးပေးတဲ့သူတွေကိုသွားပြီးတော့ဖာတယ်မလို့တော့သွားဆဲတယ်အကုန်လုံးသွားဆဲကြတာနော်အသေးပေးတဲ့လူကလူကိုတော့မှဖာတယ်မလို့ဆဲတယ်နော်နေရမရင်ငယ်မဟုတ်လို့လားဆိုပြီးဆဲတယ်အဲ့လိုမျိုးတွေရတာရှိတယ်နော်ကျွန်တော်မပြောချင်လို့ကြည့်နေတာကျွန်တော်ကောင်းကောင်းမွန်မဲ့ကျွန်တော်နေလာတဲ့ကောင်နော်အခုလဲကျွန်တော်ဘီယာတောက်တယ်အရက်တောက်တယ်ကျွန်တော်လောက်တယ်နော်ဘာလို့လဲသိလား ကျွန်တော်စိနေကန်နဲ့ဘောင်ထဲမှာသူထားပေးတဲ့ဘောင်ထဲမှာကျွန်တော်နေလာပြီးသွားပြီနေလာပြီးသွားပြီအဲ့ဒါတော့မှအခုခင်ဗျားတို့စဉ်းစားကြည့်ဖုံးသုံးတယ်နော်အလုပ်ကိစ္စဆိုပြီးတော့ဖုံးသုံးတယ်အဲ့မှာစာတွေပို့ထားတယ်နော်စာတွေပို့ထားတယ်အစ်စကရီတွေလောက်ထားတယ်အဲ့ဒါကိုကျွန်တော်တောင်းတယ်မပေးဘူးအဲ့ဒါဖုံးဆက်ပဲပြောတော့ပေးမပေးဘူးအဲ့ဒါဆိုရင်ငါစာပို့လိုက်မယ်ရောင်ရရှိတယ်ဆိုတဲ့အကြောင်းပြောလိုက်ဆိုတော့လည်းမပြောဘူးခင်ဗျားတို့မိန်းမတွေခင်ဗျားတို့ယောက်ျားတွေအဲ့လိုမျိုးမိန်းမတွေယောက်ျားတွေကထိုင်ပြီးတော့တနေကုန်ထိုင်ပြီးတော့ကောင်းတကောင်းနဲ့ဂျူနေခင်ဗျားတို့လက်ခံပါလားစဉ်းစားကြည့် လက်ခံမယ်ဆိုကျွန်တော်ပြောခင်ဗျားထိုင်ကြည့်နေပါလားကျွန်တော်တော့ထိုင်မကြည့်နိုင်ဘူးကျွန်တော်ချစ်လို့ပြရတဲ့မိမကျွန်တော်ထိုင်မကြည့်နိုင်ဘူးပုံမွေလင်းလင်းပြောတာနော်ပေါက်ကြလေးတွေမမှန်ပါနဲ့လို့ဒါပဲပြောချင်တယ်ဗျာရှင်းရှင်းပြောတာကျွန်တော်ထဲမှာပြောတာမဟုတ်ဘူးနော်အေးဒါပဲပြောမယ်